ရွယ်လင်အေးရဲ့နိုင်ငံရေးမှူးဖြစ်တဲ့မြောင်မြွနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတအူးဖြစ်သူနိုင်ငံရေးသမားဦးလှစောကိုနိုင်ငံရေးလမ်းခွလက်မှာဆုံရှုံလိုက်ရမှုဟာဒီမိုကရေစီအတွက်ဆုံရှုံမှုဖြစ်တယ်လို့ရခိုင်အင်အားစုတွေကပြောပါတယ်ဦးလာစောဟာပြီးခဲ့တဲ့မေလ9ရက်နေ့ကလေဆောင်ကင်စာနယ်ကွဲလွန်သွားခဲ့တာဖြစ်ပြီးအောက်မွေဝဲအခမ်းအနားကိုထိုင်းနိုင်ငံမှာရှိတဲ့ရခိုင်နိုင်ငံရင်းအင်အားစုတွေကဒီကနေ့မေလ17ရက်နေ့မှာကျင်းပပြုလုပ်ခဲ့ကြတာပါ။ဟုတ်လား။အဲပြီးတော့နောက်ထပ်သူကဒီဖက်မှာဒီ ဒီ၈၈ရေးခင်းအလွန်မှာတော့သူရခိုင်အမျိုးသားရေးအဲအတွက်ပေါ့နော်အမျိုးသားရေးအတွက်ဒီရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ကိုဝင်ပြီးတော့သူရခိုင်အမျိုးသားရေးအတွက်ပါသူစပြီးလှုပ်လာတာတွေ့ရတယ်ပြီးတော့ဒီ၂၀အဲ၁၀နောက်ပိုင်းမှာလည်းသူရခိုင်ပါတီတွေကိုပေါ်ဆောင်တယ် အဲဘရခိုင်ပါတီတွေကိုပေါင်းစည်းဖို့ကြိုးစားတယ်ရခိုင်နိုင်ငံရေးအင်အားစုတွေအကြားမှာစကားပြောပြီးတော့အလုံးစုံလို့ရအောင်ပလက်ဖောင်းတွေကိုသူပေါ်ဆောင်ဖို့ကြိုးစားခဲ့တာရှိသလိုနောက်ဆုံးသူယုံကြည်ရာဒီရခိုင်အမျိုးသားရေးတိုက်ပွဲအတွက်လည်းဒီတစ်ဖက်မှာဒီဗီတာဝမ်စစ်တေတာရဲ့နိုင်ငံရေးမှုအနေနဲ့သူလှုပ်သွားတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့ဗျာဆိုတော့ဒါဒီဟာကဆိုလိုချင်တာကဒီအူလာဆိုဟိုအခွေလန်ကြဆုံမှုအဲ ဆိုတဲ့အရေးကိစ္စဟာရခိုင်အမျိုးသားထုတစ်ခုအတွက်မဟုတ်ပေနဲ့ဒီဗမာပြည်ဒီမိုကရေစီတိုက်ပွဲအဲဗမာပြည်မှာရှိနေတဲ့အမျိုးသားဒန်လူရဲ့တိုက်ပွဲတွေအတွက်အများကြီးဆုံးရှုံးနေတာမျိုးဖြစ်တယ်လို့ကျွန်တော်ကတော့ရှိနေပါတယ်ဟုတ်လားဆိုဟာရခိတလန်းစင်ကိုဦးဆောင်ချမှတ်ခဲ့တဲ့အဓိကခေါင်းဆောင်တွေကတအူးဖြစ်တယ်လို့ရခိတလန်းစင်နဲ့ပတ်သက်ပြီးသူ့ရဲ့ရှင်းလင်းပြသတဲ့အယူအဆတွေကြောင့်အာရခပြည်သူတွေနဲ့လူငယ်တူကြားအလွန်လူချင်းလူခင်ပေါများတယ်လို့ဩဇာကြီးမားတဲ့ခေါင်းဆောင်တအူးဖြစ်တယ်လို့ဥခိုင်သူခါကပြောပါတယ် ရခိုင်ပြည်ကိုပုံဖော်ကြိုးပမ်းတည်ဆောက်နေစေကာလမှာရခိုင်တမျိုးသားလုံးအတွက်ခေါင်းဆောင်တအူးကိုဆုံးရှုံးရတာဖြစ်ပြီးအာရခတတော်အတွက်လည်းတန်မှုမဖြစ်နိုင်တဲ့ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့နိုင်ငံရေးအသိုင်းအဝိုင်းကဆိုပါတယ်။သူ့ရဲ့နိုင်ငံရေးရက်ရခိုင်ရက်ကတော့သူဒီမှာအများရန်ပြောနေကြစကားပေါ့နော်။သူကတော့ဒီမိုကရေစီဘောင်ကျင်းလာပြီးစစ်ဘောင်ကျဲလာမယ်ပေါ့နော်။အဲ့ဒီကျဲလာတဲ့စစ်ဘောင်ဘလို့နီးလန့်နဲ့ချိန်ခွင်ညာညှိပြီးတော့ဥစ္စာဒီမိုကရေစီဘောင်ကျဲအောင် ူဘယ်နည်းနဲ့လုပ်မလဲပေါ့နော်သူကငြိမ်းချမ်းမှုလေအဲတော်တော်လေးကိုဟိုဘယ်လိုပြောမလဲဆိုသူ့မှာတမတ်တမတ်ကြရဲ့အတွေ့အော်ရှိနေတယ်ရှိနေတော့သူကငြိမ်းချမ်းမှုလေလိုလားမှာသူကဒါပေသည့်ကျမတို့ရဲ့ဒီဟိုလုံးဖို့ခိုင်ပဲရှင်းရင်တည်နေတဲ့အချက်ကတော့ပြော်စရာမလိုဘူးကြွေးကြော်စရာမလိုဘူးအလုပ်ဒီအလုပ်ထဲမှာထဲထဲဝင်နှင်းနှင်းမြုပ်မြုပ်လုံနိုင်လေဆိုတော့တဲ့လူတိုင်းကမှာတော့အမှန်ငယ်ပြောရင်တော့ဟို ခုနှစ်စိတ်ချက်ကတော့ဘောစားနည်းနည်းပါပါစီးဝင်စိတ်စိတ်ဝင်စဉ်းသက်ကြတာတော့အလုံးကြီးပါပဲတူပါရဲ့ဟုတ်လားဆိုရဲရခိုင်လူမျိုးတွေနဲ့အာရခပြည်ပေါ်မှာထားတဲ့မျိုးချစ်စိတ်ဓာတ်ဟာအဖိနိခံဘဝကနေလွတ်မြောက်ဖို့ကြိုးပမ်းတိုက်ပွဲဝင်နေတဲ့တော်လန်ရင်အဖွဲ့စည်းတွေအတွက်စံပြပုဂ္ဂိုလ်တအုပ်ဖြစ်တယ်လို့ TNL ကပြောပါရယ် ဆရာနာရှင်ရဲ့ညှဉ်းပန်းနှိပ်စက်တာဖိနှိပ်တာတွေကိုဥမညွတ်ပဲရခိုင်မျိုးသားကြီးနဲ့ဖွံ့ဖြိုးတိုးတက်တဲ့အနာဂတ်အရခပြည်တည်ဆောက်ရေးအတွက် ULA ရဲ့နိုင်ငံရေးမှုအဖြစ်အသက်ပေးဆက်ပြီးတာဝန်ထမ်းဆောင်ခဲ့တာကြောင့်ဦးလာစောချမှတ်ခဲ့တဲ့နိုင်ငံရေးလမ်းကြောင်းတွေအတိုင်းသွားဖို့မျှော်လင့်တယ်လို့ဒေါက်တာအိခိုင်ကပြောပါတယ်။ ီလက်လက်မေတ္တောက်ဆိုရင်ကျမတို့ရခိုင်နိုင်ငံရေးဆိုတာလည်းတော့ဦးလာစောရေးချမဲခေးလေးလမ်းကြောင်းတွေနဲ့အညီပေါ့နော်ချစ်တက်မေပေါ့နော်ဆက်လက်ပြီးဆောင်ရွက်မေတော့ကျမထင်ပါတယ်နောက်မတော့သူဟာဟိုအစွမ်းရောက်တဲ့နိုင်ငံရေးတမတရားလေးလည်းမဟုတ်ဘူးဟိုဟိုပြည်ထောင်စုပေါ်မှာပေါ့နော်သူတော်တော်လေးကိုဟိုသူပြောဆိုတဲ့စကားတွေအရာကြည်လိုက်ရင်သူဟာအလန်းကိုသူပြည်ထောင်စုနဲ့ပတ်သက်ပြီးသူဟာနေပြီးတော့အင်း ဟိုမှာပေါ့ဟိုမပြိုကွေးစေရှင်တဲ့စန္ဒရှိတယ်ပေါ့တို့မှာပေါ့နော်ဩလာစောဟာ2010ပြည်နှစ်ရွေးကောက်ပွဲကာလမှာစခိုင်းတိုင်းသားများတိုးတက်ရေးပါတီကိုတည်ထောင်ပြီးအထွေထွေတွင်ရင်းမှုတာဝန်ကိုထမ်းဆောင်ခဲ့သလို2013ခုနှစ်မှာ RNDP နဲ့ AID ပါတီတို့ပူးပေါင်းရေးအတွက်ဦးဆောင်ခဲ့သူတအူလည်းဖြစ်ပါတယ်။ဒါအပြင်2015ရွေးကောက်ပွဲမှာစခိုင်းမျိုးသားပါတီရဲ့ ညအောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံခဲ့ရသလို2022ခုနှစ်မှာလည်း ULAA ရဲ့ဗီတာမင်နှစ်စစ်ဒေသနိုင်ငံရေးမှုဖြစ်ကွယ်လွန်တဲ့အချိန်ထိတာဝန်ထမ်းဆောင်ခဲ့တာလည်းဖြစ်ပါတယ်။